ဟွန်ကောင်မှာတော့လူတချို့ကအရန်ကိုနေရာချင်းမြောင်းနဲ့နှောင်းအိမ်လုခေါ်တဲ့နေရာတွေမှာနေထိုင်ကြရပါတယ်။လူနှစ်ယောက်လောက်ကဒီချင်းမြောင်းတဲ့နေရာလေးထဲမှာဘူးတဲကငါးတိတ်တာငယ်လေးတွေလိုချက်ထုတ်နေအောင်နေထိုင်ကြရပါတယ်။အဝတ်ပီလိုတွေကိုတောင်ကလေးတွေအတွက်နှစ်ထက်ကတင်ဖြစ်ပြောင်းလဲအသုံးပြုထားကြပြီးဒီခန်းတွေမှာဆိုရင်ကိုရီးကိုရာလုံကြုံမှုဆိုတာလုံးဝမရှိပါဘူး။သူတို့ကရေချိုးခန်းနဲ့မိဖို့ချောင်းတွေကိုအတူတူမျှပြီးသုံးဆွဲကြရပါတယ်။နင်းနေပိုကောင်းတဲ့အခြေအနေတွေမှာတောင်မိဖို့ချောင်းရေချိုးခန်းနဲ့ထမင်းစားတဲ့နေရာတွေအားလုံးကိုသုံးစတူရဲမီတာလောက်တွင်းမှာပဲထည့်သွင်းစီစဉ်ထားကြရတာဖြစ်ပါတယ်။ဒါပြင်ခိုးလောင်အိမ် င်းလို့ခေါ်တဲ့အမျိုးအစားတစ်မျိုးလည်းရှိပါသေးတယ်။အဲ့ရတလုံးစာလောက်ပဲရှိတဲ့နေရာလေးကိုဝိုင်းရာကြိုးကာနဲ့ကာယံထားတဲ့နေရာမျိုးကိုခေါ်တာဖြစ်ပါတယ်။နောက်ရင်ဆိုရင်တော့ကားရက်ဖို့နေရာတစ်ခုထပ်တောင်းသိငယ်ပါတယ်။ဒီခန်းတွေရဲ့အရွယ်စားကအလွန်သိငယ်ပေမဲ့ TV ဝစ်ပီရိုရေခဲတစ်တာနဲ့အခြားလိုအပ်တဲ့ပစ္စည်းနှင်းငယ်စားတော့ပါဝင်နေပါတယ်။ဒါပေမဲ့ဒီသိငယ်တဲ့ခန်းလေးအတွက်ငါအာယန်ခကဟောင်ကောင်ဒေါ်လာ1500တောင်ကျတဲ့မှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဒါကတချို့လူတွေရဲ့လက်စာထက်တောင်မြင့်မားနေပါတယ်ဒီခန်းတွေမှာဆိုရင်တက်လေကမရှိသလိုပြတ်တင်းပေါက်လည်းမပါရှိပါဘူးဒါကြောင့်အခုလိုနေရာချင်းချင်းလေးတွေမှာနေရ ရတာကိုစိတ်ချင်းကတ်တဲ့သူဆိုရင်တော့ဟောင်ကောင်မှာရှိတဲ့လောင်အိမ်လို့ခေါ်တဲ့အိမ်တွေမှာလုံးဝနေထိုင်လို့အဆင်ပြေမှာမဟုတ်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြန်မာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်